ယောဂီသူတော်စင်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဦးစင်ရဲ့ဆွေတော်မျိုးတော်များဦးစင်ကတော့ဟိတေသည်ဆရာတော်ပါ။တရားတော်မြတ်ကိုဘာကြောင့်တရားအထုတ်တာလဲ။တရားတော်မြတ်ကိုဘာကြောင့်ပူဇော်ကြတာလဲ။ မြတ်စွာဘုရားရှင်တပါလောကမှာပေါ်ထွန်းလာတဲ့အခါမှာအလူတွေကစัจ java လာတောင်းတစ်တိုင်းမှာရှိတဲ့တသောမှာရှိတဲ့စัจ java လာတသောမှာရှိတဲ့နတ်ပြန်မာတွေနဲ့ပိစာဝဂီငါဦးဆိုတာအရင်ဆုံးတရားနာတာပေါ့မြတ်စွာဘုရားကြတော့ပွင့်ထွန်း ဝင်းဖိုင်ဘောပေါက်လာတဲ့အခါမှာကိုတို့ကကြတော့သာဝကရီဆိုတော့တရားနာရဘောနော်ဟိုမှာအကသာဝကမဟာသာဝကရီလေတရားနာရပဲလေအရှင်ဥပဒိတ်တမတိအရှင်သာရိပုတ္တရာလောက်လာလေအလောက်လျာလေအသစီမတိစီမာတရားနာခေလို့တရားရှုမှတ်တတ်တော်တာဖြစ်ပါတယ် အခုလေယောဂီပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ်တရားနာတဲ့အလေအချင်းရှိတာကောင်းပါတယ်။နော်စကားလေးတခွန်းနဲ့တရားရတော့နိုင်ပါတယ်။မိမိနဲ့သင်တော်တဲ့အခန်းနိုင်အောင်ဖိုးနဲ့လာတဲ့စကားလေးတခွန်းကြောင့်တရားရတော့နိုင်တာပါနော်။တရားဆိုတာအများကြီးတော့နာထားတာပဲလေဒါပေမဲ့ကိုယ်က မေဖုံးကြီးရဲ့သာဝကလေးမှမသိတာအဲ့ဒါနဲ့ဖုံဖုံတို့လေကိုဆွေမျိုးတွေရှိနိုင်နေဆိုပြီးတော့မှဒီ TikTok တို့ YouTube တို့ Facebook တို့မှာအကြံပြုရှောင်းမင်းစာလေးတွေတင်ပေးတာပေါ့တရားများများနာပါဒီဖုံဖုံတို့လည်းနာပါတယ်တရားနာယူရပါတယ်အသာလူရှင်တော်တွေပြောသလိုဆိုရင် အခုနာမလားနောက်မှနာမလားတော်ကြနာမလား နာကိုနာရမှာနာပြီးမှပါမှာပေါ့မနာပြီးနဲ့အပါလိုချင်လို့မရပါဘူးလောကစကားနဲ့ပြောရင်နော်လိုင်းပေါ်မှာတွေ့တဲ့ဖုံဖုံစကားနဲ့ပြောရင်ဘုံကြီးတွေက လူပါဝါဖို့လူတွေတဲ့အဲ့ဒါလူပါဝါဖို့လူတွေဆိုတာကဘုံကြီးတွေကကလေးတုန်းကနေကိုရင်ဝတ်တာကိုအဲ့ဒါနဲ့လူတွေအเจ้าကိုမသိခဲ့ဘူးပေါ့နော် ဘုံဒီဘုံဘုံတို့ကကြာတော့လူနဲ့အများကြီးနေခဲ့တဲ့အခါအဲ့ဒီစကားလုံးကိုတပေါ်ချတော့တာပေါ့လူပါဝါဖို့လူတွေဆိုတာလူတွေကဒါလောကစကားနဲ့ပြောမှပူပြီးတော့ပြန်ဖို့ထားတယ်အခုခဏကပြောသလိုပေါ့နာပြီးမှအသာဆန်ရမှာအနာမခံရင်အသာမဆန်ရဘူးစကပုံလေးရှိတာပေါ့ nothing venture nothing gain လို့ no pain no gain လို့လေဆိုကြပါတယ် အနာမခံရင်အတာမဆန်ရပါဘူးအဲ့ဒါနဲ့တရားများများနာပါယောဂီတွေပြင်းနာကိုလေဦးစင်းတို့သိပါတယ်တဏှာကြီးလုံးလုံးနားမထောင်တတ်ကြပါဘူးအဲ့ဒါနဲ့ဒီဖုံဖုံတို့ကရှောင်းမင်းစာခုနှစ်မင်းစာတင်ပေးနေတာပါတိတော့မှလေအခုတွေးနေရပါတယ်ဆရာတော်တွေအရာတူတူတုတ်တုတ်နဲ့တပိုင်းကလေးတွေနဲ့အတိတ်ပြရှိတဲ့တရားလေးတွေတက်လာတာတွေ့ရပါတယ်ဒါဖုံကြီးတွေ လူပါလူပါဝလာပြီဆိုတာသိနိုင်တာပေါ့เนาะအဓိကတော့ပုံကြီးရေလူရေလို့မဟုတ်ပါဘူးတရားမှတ်နေရပါတယ်အဲ့ဒီတရားမှတ်တဲ့အတွေ့အကြုံတွေကိုယောဂီတွေကိုဘုံဘုံတို့ကပြန်ပြီးတဆင့်ခံပြောပြရတာပါเนาะဒါဘုံဘုံတွေကကိုတို့ကြတော့ဟောနေပြီးတော့ကိုတို့ကမှတ်လို့လားလို့ဇောရကတက်ကြတာပေါ့ပုံကြီးဆိုတာ power ယောဂီပါပဲတဲ့ဆရာဆိုတာသာဝရចောင်းသားကြီးတွေပါတဲ့နော်ယောက်ခမဆိုတာတချိန်တုန်းကသမက်ပါပဲဆိုတာကြားဘူးတာပဲလေအဲ့ဒါနဲ့ပုံစံအတူတူပဲကိုကတရားကိုဘလို့မှတ်ကမယ်မြင်တဲ့အခါဘုံဘုံတို့တင်ပေးတယ် Facebook ပေါ်မှာလည်းရှိတယ် YouTube မှာလည်းရှိတယ် TikTok မှာလည်းရှိတယ်တရားဆိုတာသီလသမာဓိပညာ ပညာပေါ်ဖို့အတွက်စိတ်တ ानु ပဒနာကိုကကာယ ानु ပဒနာဝေဒနာ ानु ပဒနာစိတ်တ ानु ပဒနာဓမ္မ ानु ပဒနာဆိုပြီးတော့တတိပဒံတရား၄ပါးကိုမြတ်စွာဘုရားဟောထားခဲ့ပါတယ်။ဧကာယနောအယံဘိခဝေမဂောသတ္တနံဝိတုဒ္ဓိယလဲအဋ္ဌင်္ဂမာယညာယသဒိဋ္ဌင်္ဂမာယနိဗ္ဗာန်သိုက်စီကိရိယာယယတိတံစတ္တရောတတိပဌာနာတဲ့။တတိပဒံတရား၄ပါးမှာ ကာယေကာယနုပတ်တိဝိဟာရတိတဲ့ခန္ဓာကိုယ်ယုံတိုင်းယွန်းတိုင်းပြောင်းတိုင်းပြန်တိုင်းမှာမနဲ့မိုးလင်းကနေသိပေးပါတဲ့အာတာဘီသံပဇာနောသတိမာတဲ့ကျင်းစော်သောလုံလဝီရိယထားပါတဲ့နော်အံပဇာနောသတိချိန်ပါတဲ့သတိမာအာတာဘီသံပဇာနောချိန်ပါတဲ့ဝီသတိမာတဲ့ဝိနည်းလောကေအဘိဇာဒေါမနတံတဲ့ ။ဒါသတိပဋ္ဌာန်သုံးပါ။ဝေဒနေဝေဒနာနုပ္ပတိဝိဟာရတိစိတ်တေစိတ်တာနုပ္ပတိဝိဟာရတိဓမ္မေဓမ္မာနုပ္ပတိဝိဟာရတိ။ဒါတခုရရင်လေးခုလုံးရတော့တာပေါ့။ပြောလိုတာကကိုယ်တို့ကတရားမမတ်တတ်သေးဘူး။မထိုင်တတ်သေးဘူးဆိုရင်လေမပင်မပန်းပေးနဲ့။ကိုယ်ကခန္ဓာယုံတိုင်းမှာဒီပေယွန်းတိုင်းမှာဒီပေမယ်အိမ်သာတကားကိုဆွေးဖို့လက်ရန်လေးကို လေးရင်လေးတွေလို့ဒီပေမယ် အင်တာတကားကိုဆွေးဖွင်းရင်ဖွင်းတယ်ထိုင်ရှားလိုက်တယ်ထိုင်ဖို့အတွက်ယောကနေယောကနေစင်တာကိုဒီပေးမယ်စိတ်ကူးတွေပေါ်တယ်စိတ်ကူးတွေပေါ်တယ်ဒီပေးမယ်ဒီစိတ်ကူးတွေထွက်နေလို့မငြိမ်ချမ်းတာဒီစိတ်ကူးတွေကိုလိုက်ပြီးတော့ဖီးပေးနေရင်နောက်စိတ်တဏှုပဒနာဖြစ်လာမှာဖြစ်တယ်။ကိုကကြားတဲ့အခါလေဒါအသင်ပဲဘသူအသင်ဘဝအသင်မရှိဘူးအသင်ပဲပြက်တယ်။နောက်တစ်သင်